။ဖမျက်ဝါကျန်းအခန်းကြီး30ဖမျက်ဝါကျန်းအခန်းကြီး30သည်ကျိုင်းကောင်ကပ်ပြီးဖြစ်သည်။ခန်းငယ်1တပံသာဝရဖျားကတင်းသည်ဖာရောပြင်ထံသို့ဝင်လော။ငါသည်ဤနမိတ်တို့ကို သူရှိ၌ပြခြင်းငါ၎င်း။အေဂုတုပြည်၌ငါပြုသောအမှုအေဂုတုလူတို့တွင်ငါပြသော နမိတ်တို့ကိုတင်တို့သားမီးတို့အားကြားပြောသည်ဖြင့်ငါသည်သာဝရဖျားဖြစ်ကြောင်းကို ်တင်တို့သိစေခြင်းက၎င်းသူဤနှလုံးသူဤကြုံတို့နှလုံးကိုငါခိုင်မာစေပြီဟုမောရှေအားမိန့်တော်မူ၏မောရှေနှင့်အာယုန်တို့သည်ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင် ဟေပြဲလူတို့ဤဘုရားသခင်ထာဝရဘုရားကတင်သည်ငါရှေ့မှာကိုကိုကိုမနှိမ်ချပဲအဘယ်မျှကာလပလုံနေလိမ့်မည်နိငါဤလူတို့သည်ငါအားဝိပုမိအကြောင်းတွားရသောအခွင့်ကိုပေးလော့ ို့မဟုတ်ငါဤလူတို့ကို မလွတ်ဘဲနေလျင်ကြည်ရှုလော့ကျိုင်းကောင်တို့ကိုတင်ဤပြည်သို့နှက်ဖြန်ငါဆောင်ခဲ့မည်မြေမထင်ပေါ်နိုင်အောင်သူတို့သည်မြေမျက်နှာကိုဖုံးလွှမ်းကြလိမ့်မည်မိုးသည်မဖြတ်တင်တို့၌ကြံကျွင်းသေးသည်မျှကို၎င်းတင်တို့အဖို့မြေ၌ပေါက်သည်မျှသောအပင်တို့ကို၎င်းစားကြလိမ့်မည်တင်ဤဘိုးဘေးတို့သည်မြေပေါ်မှာဖြစ်သည့်ကာလမှစ၍ ယနေ့တိုင်အောင်မမြင်ဘူးတကယ်တို့တင်ဤအိမ်များတင်ဤကျုံတို့အိမ်များအဲကုတုလူအပေါင်းတို့ဤအိမ်များတို့ကိုဖြည့်ကြလိမ့်မည်ဟုဆိုပြီးလျင်လှဲ့၍ဖာရောဘုရင်ထံမှထွက်သွားလေ၏ဖာရောဘုရင်ဤကျုံတို့ကလည်းဤလူသည်ငါတို့ကိုအဘယ်မျှကာလပတ်လုံးနှောင့်ယှက်ပါလိမ့်မည်နီထိုသူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားအားဝိပုမီအကြောင်း ခွင့်ပေးတော်မူပါအေဂရုပြည်ပြတ်เจ้าကိုတိတော်မမူသေးသလောဟုခြောက်ကြလျင်မောရှင်နှင့်အာယုံကိုတဖန်ဖာရောဘင်ထံသို့တွင်းပြန်၍တင်တို့၏ဘုရားသခင်ထာဝရဘုရားအားဝိပြုခြင်းကသွားကြလော့တို့ရာတွင်သွားရသောသူတို့သည်အဘယ်သူနည်းဟုမေးလျင်မောရှေကကျွန်ုပ်တို့သည်သူငယ်သူအိုတာသမီးတို့နွားပါလျက်သွားပါမည် အကြောင်းမူကားသာရဖျားရှိတော်၌ပွဲခံရပါမည်ဟု ပြန်ဆိုလေတော့ဖာရောဘုရင်ကတင်တို့နှင့် သူငယ်များကိုငါလှုပ်သည့်အတိုင်းသာရဖျားသည်တင်တို့၌ရှိစေတော်တတိပြုမကောင်းသောအကြံကိုကြံကြသည်တကားထို့သို့မဖြစ်ရာအရင်တောင်းလျှောက်သည့်အတိုင်းယောက်ျားဖြစ်သော သူတို့သာတွား၍သာဝရဖျားအောင်ဝိပြုကြဟုမိန့်တော်မူသည်ဖြစ် ူတို့ကိုအထံတော်မှ နှင်ကြလေ၏ခါဝရဖျားကလည်းကျိုင်းတို့သည်အေဂုရုပြည်သို့ရောက်လာ၍မိုးတီမဖြတ်မြေပေါ်မှကြံရစ်သောအပင်ရှိသည်များတို့ကို စားစေခြင်းကအေဂုရုပြည်ပေါ်မှ လက်ကိုဆန့်တော်ဟု မောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေသည်မိမိလှန်တံကိုအေဂုရုပြည်ပေါ်မှဆန့်သည်ဖြင့်ထိုနေ့နှင့်ထိုညပတ်လုံး အရှိလေကိုမြေပေါ်မှာထာဝရဘုရားလာစီတော်မူ၍နနက်ရောက်မှအရှိလေသည်ကျိုင်းတို့ကိုဆောင်ခဲ့လေ၏ထိုကျိုင်းတို့သည်အေကုရုပြည်လုံးကိုလွှမ်းမိုး၍ပြည်နယ်နမိတ်ရှိသည်မြတ်ပေါ်မှာနာသဖြင့်အလွန်များပြားကြ၏ထို့သို့သောကျိုင်းတို့သည်ရှေးကမဖြစ်စဘူးနောက်လည်းမဖြစ်ရလက်တန့်မြေမဲသည့်တိုင်အောင်မြေတစ်ပြင်လုံးကိုဖုံးအုပ်၍ တပြည်လုံးတွင်မြက်ပင်ရှိသည်မျှမိုးသီးနှင့်လွတ်သောတစ်တီးရှိသည်မျှကို စားကြသည်ဖြင့်အဲကုရုပြည်တစ်လျှောက်လုံးတွင်တစ်ပင်မြက်ပင်တို့၌စိမ့်သောအရာတစ်စုံတစ်ခုမျှမကြံ့ရေထိုအခါဖာရောဘီယင်သည် မောရှေနှင့်အာယုန်ကို အလင်းမြန်ခေါ်၍တင်တို့ဤဖျားသခင်ထာဝရဖျားကို၎င်းတင်တို့ကို၎င်းငါပြစ်မှားပါပြီတို့ဖြစ်၍ဒီတခါငါအပြစ်ကိုတီးခံပါလော့ ်တင်တို့ဤဘုရားသခင်ထာဝရဘုရားသည်ဤသေးဘေးတစ်ခုကိုသာငါမှပယ်ရှားပါမည်အကြောင်းတောင်းပန်ပါဟု ဆိုသည်ရှိသောမောရှိသည် အထံတော်မှထွက်၍ထာဝရဘုရားကို တောင်းပန်လေ၏ထာဝရဘုရားသည် အာကြီးသောအနောက်လေကိုလွှတ်တော်မူသည်ဖြင့်ထိုလေသည်ကျိုင်းကောင်တို့ကို ဆောင်းသွား၍အေရုံပင်လယ်၌ချပစ်လေ၏အေဂုရုပြည်တစ်လျှောက်လုံး၌ကျိုင်းကောင်တစ်ကောင်မျှမကြံရည် သို့တော်လဲသာဝရဘုရားသည်ဖာရောဘုရင်ဤနှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်သူသည်ဣတရေလအမျိုးတို့ကိုမလွတ်ဘဲနေပြန်လေ၏အခန်းငယ်27အခန်းငယ်27သည်မှောင်မိုက်ကပ်ပေဖြစ်သည်တဖန်သာဝရဘုရားကအေဂုရုပြည်တစ်လျှောက်လုံး၌မှောင်မိုက်တာမညာမဟုတ်စံတရွေတွေ့ရသောမှောင်မိုက်ဖြစ်စေခြင်းကတင်ဤလက်ကိုမိုးကောင်းဝင်သို့ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည့်အတိုင်း မောရှိသည်မိမိလက်ကိုမိုးကောင်းကင်သို့ဆန့်၍အေဂုရုပြည်တစ်ချောင်းလုံး၌ထူထပ်သောမောင်မိုက်သည်သုံးရက်ပတ်လုံးဖြစ်လေ၏ထိုအခါတယောက်ကိုတယောက်မမြင်နိုင်ကြသုံးရက်ပတ်လုံးအဘယ်သူမျမိမိနေရာမှ မထရကြတို့ရာတွင်ဣတရေလအမျိုးတို့သည်မိမိတို့နေရာ၌အလင်းကိုရကြ၏ထိုအခါဖာရောဘုရင်သည် မောရှိနှင့်အာယုန်ကိုခေါ်၍ ထာဝရဘုရားအားဝိပုရှင်ကသွားကြလော့တို့ရာတွင်တို့နွားများကိုထားခဲ့ကြစီသူငယ်များကို ခေါ်ကြစီဟုမိန့်တော်မူ၏မောရှိကလည်းအကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားရစ်ပူဇော်เสียဖို့ရစ်ကောင်များမိရှို့ရာပူဇော်တကာများကို ကိုတော်ပေးရမည် ကျွန်ုပ်တို့သည်တလိษံများကိုစောင့်သွားရမည် တကောင်မျှမကြံရရအကြောင်းမူကားသူတို့အထက်က ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအားဝိပုစရာဖို့ရွေးယူရမည်ထာဝရဘုရားအားအဘယ်မည်သောအကောင်နှင့်ဝိပုရမည်ကို ထိုအရက်တို့မရောက်မီမတိပါဟု ဆိုလေတော့ထာဝရဘုရားသည်ဖာရောပြည်၏နှလုံးကို ခိုင်မာစီတော်မူသည်ဖြင့်သူသည်ဣတရေလအမျိုးကိုမလွတ်မောရှိကိုလည်းငါထံမှထွက်သွားတော့နောက်တစ်ဖန်ငါမျက်နှာကိုမမြင်အောင်တတိပြုလော့ငါမျက်နှာကိုမြင်သောနေ့၌ တေမီဟုမိန့်တော်မူ၏မောရှိကလည်းမိန့်တော်မူချက်သည်လျှောက်ပတ်ပါ၏မျက်နာတော်ကိုနောက်တစ်ဖန်မမြင်ပါဟု၆ဆို၏ဖမရအကျံအခန်း၁၀၀ပြီးပါပြီနှုတ်ကပတ်တော်နားထောင်တော်သူအရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်